မင်္ဂလာပါဒီရပိုက်မြန်မာနိုင်ငံနေရာတော်များများမှာ ရာဒီယိုတို့ကတမျိုးကြီးပဲเนาะအဲမိုးကုန်ပြီလို့ထင်ထားတဲ့အချိန်ကမိုးတွေကဆက်တိုက်ရွာနေတယ်အထူးသဖြင့်တောင်ပိုင်းဖက်တီမှာတော်တော်လေးများတယ်ဆိုတော့ဒါဘာကြောင့်ဖြစ်နေတာလဲဆိုတာကိုဒီနေ့တိတိကျကျလေ့လာကြည့်ကြမလို့ပါမင်္ဂလာပါရှင်ဟုတ်ပါတယ် အခုလိုနွေမာလမိုးနောင်ကာနမှာဒီလောက်ထိမိုးတွေများနေတာကတော့တမန်တော့မဟုတ်ဘူးပေါ့နော်။အဲဒါကိုဖြစ်စေတဲ့အကြောင်းရင်းတွေကိုနားလည်ဖို့ကအရေးကြီးပါတယ်။ဟုတ်ကဲ့။ဒီအကြောင်းကိုဆွေးနွေးဖို့အတွက်ကျွန်တော်တို့လက်ထဲမှာအချက်လေတော်တော်များများတော့ရှိပါတယ်။နွေမာရှိရနေတဲ့မိုးလေဝသခန့်မှန်းချက်အသေးသေးတွေရှိတယ်။ပြီးတော့ဒီအပိုင်းအတွင်းဒီသတ်တွင်းမှာဖြစ်သွားတဲ့ဟိုတိုင်ဖုန်းမုန်တိုင်းကာမေကြီးနဲ့ဖောင်းဝုန်းတို့ရဲ့အခြေအနေတုံးတက်ချက်တွေ နောက်ပြီးဒီမိုးရီရဲ့အရင်ခန်းအကြောင်းတရားကိုရှင်းပြထားတဲ့အတမတ်တန်းနေလဲပါတယ်ပေါ့နော်မှန်ပါတယ်ရှင်ဒီတရင်ရင်မြစ်တီကိုအခြေခံပြီးတော့လက်ရှိမိုးလေဝါသချင်းတွေကိုအရင်ချုံငုံတုံးသက်ကြည့်မယ်ပြီးရင်တော့အဓိကကျတဲ့မေးခွန်းမော်ဒီရာဒီမဟုတ်မိုးတွေဘာကြောင့်ရွာနေရတယ်လဲဆိုတော့နောက်ကွယ်အကြောင်းရင်းတွေကိုအသေးစိတ်ဆန်းစစ်သွားကြမှာပါကောင်းပါပြီဒါဆိုလက်ရှိအခြေအနေနဲ့စလိုက်ကြရအောင်အခုမြန်မာနိုင်ငံအနှံ့မိုးအခြေအနေဘယ်လိုရှိနေလဲခင်ဗျာဒီဘေးအပင်တော့နေရာတော်တော်များများမှာမိုးထချုံရွာနေတယ်လို့ပြောရမှာပါ အလဲပိုင်းနဲ့မြောက်ပိုင်းဒေသတချို့မှာတော့နေရာကျဲကျဲလောက်ပဲဒါပေမဲ့အထက်သတိပြုရမှာကတော့တောင်ပိုင်းဒေသတွေပါနေပြီးတော့ရခိုင်တိုင်းပဲခွန်တိုင်းအေရဝတီတိုင်းနကရားပြည်နယ်ရောမှာဆိုရင်တော့နေရာစိတ်စိတ်မောထချုံရွာနိုင်တဲ့အခြေအနေရှိနေပါတယ်ရှင်။ဟွန်းတောင်ပိုင်းမှာပုံများတယ်ပေါ့။မူးချီးနိုင်တဲ့နေရာတွေလောချီးနိုင်မလား။ရှိပါရှင်။အချို့တတိပြုရမယ့်ဒေသတွေကတော့တနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ဖြစ်ပါတယ်။အဲ့ဒီဒေသတွေမှာ နေရာအနက်အပြားမိုးထစ်ချုံရွာနိုင်တဲ့အပြင်နေရာကွက်ပြီးမိုးကြီးနိုင်တဲ့အခြေအနေရှိနေပါတယ်။မိုးရွာဖို့ကရာနှုန်းပြနီးပါးလောက်တေးကြနေတယ်လို့ပြောလို့ရပါတယ်။ရာနှုန်းပြနီးပါးဆိုတော့တော်တော်တေးကြတာပေါ့နော်။နောက်ပြီးဟို AR တိုင်းနဲ့တနင်္သာရီတိုင်းမှာမိုးတိမ်တောင်းလေးအားကောင်းနေတယ်ဆိုတဲ့သတိပေးချက်လည်းတွေးမိတယ်။ဒီမိုးတိမ်တောင်းဆိုတာကဘာကိုပြောရလဲ။ဘာလို့အန္တရာယ်ရှိတော့လဲခမရ။မိုးတိမ်တောင်း Cumulonimbus Cloud ပေါ့လေ။ သူကအပေါ်ကိုမိုးထီအောင်ထောင်တက်နေတတ်တဲ့အင်မတန်ကြီးမားပြီးထုထည်လေအရန်ကြီးတဲ့မိုးတိမ်အမျိုးစားပါသူရဲ့အောက်ခြေကမြင်းမောင်နေတတ်ပြီးအပေါ်ပိုင်းကတော့ပန်းကော်ပြီးလို့ဖောင်းကားနေတတ်တယ်ဒီတိမ်တောင်တွေဖြစ်လာပြီဆိုရင်လေပြင်းတိုက်တာမိုးသေးထန်စွာရွာတာမိုးချိုပစ်တာလက်စည်းလက်တာတွေဖြစ်တတ်တယ်ရှင်တခါလေရမိုးတင်းကျွေတာမျိုးထီတော်ခင်နိုင်ပါတယ်အတော်ပြင်းထန်တဲ့လက္ခဏာတွေပဲနော်အဲဘာကြောင့်ဒီလိုတိမ်တွေအခုလိုအချိန်မှာဖြစ်နေရတာလဲ အဓိကကတော့လေလေဟုတဲမှာရေငွေ့ပမာဏအလွန်များပြားနေပြီးတော့လေထုမတည်ငြိမ်မှု atmospheric instability လို့ခေါ်တဲ့ဟာကအများမြင့်တက်နေလို့ပါဒီလိုအခြေအနေမျိုးက မိုးတိမ်တောင်တွေဖြစ်ပေါ်ဖို့အားပေးတာပေါ့နော်အော်ဟုတ်ကဲ့ဟုတ်ကဲ့ပင်လေပြင်းသွားလာမှုအတွက်လည်းတတိပေးချက်ရှိတယ်လို့ဆိုတယ် ရှိပါတယ်ရှင်မြမကန်ယိုတန်းနဲ့ကန်းလွန်ပင်လယ်ပြင်မှာပုံမှန်အားထင်းတော့လှိုင်းအသေးသေးလောက်ပဲရှိတတ်ပေမဲ့မိုးသက်လေပြင်းကြတဲ့အခါမျိုးမှာတော့လှိုင်းကြီးနိုင်ပါတယ်လှိုင်းအမြင့်ကရှစ်ပေကနေဆယ်ပေတော့အထိရှိနိုင်ပြီးလေတိုက်နှုန်းကလည်းတနါရီ20နဲ့5မိုင်ကနေ30မိုင်လောက်အထိရှိနိုင်ပါတယ်ဒါကြောင့်ပင်လယ်ခီးသွားလာရတဲ့အတွက်တော့သတိပြုဖို့လိုအပ်ပါတယ်ရှင်ဟုတ်ကဲ့ မြို့ကြီးတဲ့အတွက်နိုဝင်ဘာ၈ရက်နေ့ခမန်းချက်အချင်းချုပ်လေးညောဘလို့ရှိမလဲနိုဝင်ဘာ၈ရက်မွန်းတဲ့အထိဆိုရင်တော့နေပြည်တော်နဲ့ရန်ကုန်မှာနေရာကွက်ချမိုးထီချုံရော်ဖို့ရာနုံပြည့်ရှိနေပါတယ်မန္တလေးမှာတော့နေရာကွက်ချမိုးရွာနိုင်ချက်၈၀ရာခိုင်နှုန်းလောက်ရှိပါတယ်ရှင်ကဲဒါဆိုရင်အရေးကြီးဆုံးမေခွန်းစီတွားကြအောင်ဒီလောက်များတဲ့ရေငွေတွေဒီလေထုမတည်ငြိမ်မှုတွေကဒီလိုအချိန်မှာဘကနေရောက်လာတာလဲခုနကပြောခဲ့တဲ့ တိုင်ဖုန်မုန်တိုင်း ကာမေကြီးဆိုတာနေကတော့ဘလူးပတ်တက်နေတာလေခင်ဗျဟုတ်ကဲ့ဒါကတကယ်ပဲစိတ်ဝင်စားစရာအကောင်လုံးအပိုင်းပါပဲရှင်ဒီမိုရီရဲ့အထူးကတရားကလည်းလွန်ခဲ့တဲ့ရက်ပိုင်းကဗီယက်နမ်နိုင်ငံအလဲပိုင်းကိုဝင်တိုက်ခဲ့တဲ့တိုက်ဖုန်းမူတိုင်းကာမေကြီးရဲ့အကျွင်းအကျန် remnants တီးကြောင်းမှာဟမ်ဗီယက်နမ်ကိုဝင်တဲ့မုန်တိုင်းတဲ့အကျွင်းအကျန်ကဒီမြန်မာပြည်ကမိုးရီနဲ့တိုက်ရိုက်ပတ်တက်နေတာဆိုပါလားဒါတကယ်ထူးဆန်းနေနော်ကာမေကြီးအကြောင်းနည်းနည်းလောက်ပြောပြပါအောင်ဟုတ်ပါတယ်ရှင်တိုင်ဖုန်းကာမေကြီးက November 6ရက်နေ့က ဗီယက်နမ်အလဲပိုင်းကိုဝင်တိုက်ခဲ့တာပါဝင်တိုက်တုန်းကအားအတော်ပြင်းပါတယ်လေးတိုက်တုန်းကတနိုင်းတီယမ်လေးချို6ကီလိုမီတာမိုင်းနဲ့ဆိုတနိုင်းမိုင်း60ကျော်လောက်ရှိခဲ့တယ်ဗီယက်နမ်မှာဆိုရင်တစ်ပင်တွေလဲပြိုတာအိမ်အမိုးတွေလန်းတာမန်ကွဲတာစတဲ့ပျက်စီးမှုတွေတော်တော်များများထိခဲ့ပါတယ်ရှင်အဲဒီလောက်ပြင်းတဲ့မုန်တိုင်းကဗီယက်နမ်မှာဂုံးတွင်းဝင်ပြီးအပြော့သွားပြီးမဟုတ်လားသူ့အကျွင်းအကြံကဒီအထိဘလို့လုတ်ရောက်လာပြီးမိုးတွေဖြစ်စေတာလဲမှန်ပါတယ် မုံတိုင်းကကုန်းတင်းဝင်ပြီးမကြခင်မှာပဲအရှင်နဲ့အားပြော်သွားခဲ့တယ်ရှင်။ဒါပေမဲ့လေမုံတိုင်းတစ်ခုအားပြော်သွားလိုက်သူ့တဲဆောင်လာတဲ့အញ្ញအားလုံးကလုံးဝပြော့ကွဲသွားလာမဟုတ်ပါဘူး။အထူးသဖြင့်သူ့တဲလာတဲ့အလွန်များပြားတဲ့အစိုးသက်ရေငွေတွေနဲ့စွိုင်းနေပေါ့။အင်းဟုတ်ကဲ့။ဒီအစိုးရနဲ့စွမ်းအာနီကလုံးဝပြောင်းမသွားဘဲနဲ့မုံတိုင်းအကျဉ်းချန်ဖြစ်နေလေဒူထဲမှာဆက်ပြီးတော့ရှိနေတာပါ။ဒါကလီဖီအားနဲ့ရဲ့ဝန်ပုံစံမျိုးဒါမှမဟုတ်လေပွေလိုင်းလို့ခေါ်တဲ့ လေတူအပေါ်ပိုင်းမှာရေငွေတွေတက်ဆောင်လာတဲ့လေတွေဝေးဝေးလည်းပတ်နေတဲ့စမိငယ်ပုံစံမျိုးနဲ့ကြံခဲ့တာပါရှင်ရေနွေဟိုစုပြီးပိတ်လိုက်ပေးမယ့်အငွေတွေဆက်ဝေနေသလိုမျိုးပေါ့အော်မုန်တိုင်းတွေဈေးလိုတောင်ပြောလို့ရမလို့မင်းနော်ဒီအကျွင်းကြံတွေကဘယ်လန်းချောင်းကနေဒီဘက်ကိုရောက်လာတာလဲဒီအကျွင်းကြံလေပွေလိုင်းကလေဗီယက်နမ်ကုန်းတွဲမိုင်းကနေထိုင်းနိုင်ငံမြောက်ပိုင်းအလဲပိုင်းကိုဖြတ်ပြီးတော့မြန်မာနိုင်ငံရဲ့အရှေ့ပိုင်းတောင်ပိုင်းနဲ့အလဲပိုင်းဒေသတွေစီကိုပေါ့ အဓိကအဖြစ်တော့နိုဘေးမှာရှိ60ရက်တွေမှာတဖြည်းဖြည်း၍လာဝင်ရောက်လာနေတာပါ။အာဒါကြောင့်ကိုဒါကြောင့်မို့တောင်ပိုင်းနဲ့အလဲပိုင်းဒေသတွေဖြစ်တဲ့ရန်ကုန်၊အေရဝတီ၊ဘဲကူး၊မွန်ကရင်တနင်္သာရီတို့မှာမိုးပူများနေတာ။အတိအကျပဲ။မိုးကြီးနိုင်ကြီးရှိနေတာကဒီအကျွမ်းကျန်လေးဝေလိုင်းဝင်ရောက်လာတဲ့လမ်းကြောင်းပေါ်တိုက်ရိုက်ကြနေလို့ဖြစ်မယ်နော်။ဟုတ်ပါရဲ့ရှင်။အဲ့ဒီဝင်လာတဲ့မုန်တိုင်းအကျွမ်းကျန်တွေကတဲလာတဲ့အဆိုတိပမာဏဟာအလွန်များပြားတဲ့အတွက် လေဒုမတီးငိမ်မှုကိုပိုဆိုးစေပြီးခုနကပြောခဲ့တဲ့မိုးတိမ်တောင်တွေကိုဖြစ်ပေါ်စေဖို့အတိကအားပေးနေတာပါပဲဒီအကျွမ်းကြံဒီကြောင့်ဘလောက်ထိမိုးရွာနိုင်မလဲဆိုတဲ့ခက်မှန်းချက်မျိုးတော့ရှိလာခမညမိုးလေးဝက်တာတုံးတဲ့ချက်တွေရတော့အတိကတက်ရောက်မှုရှိနိုင်တဲ့ဒေတာတွေခုနကပြောတဲ့ရန်ကုန်တိုင်းအေရာဝတီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ဂရင်းပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာပေါ့နိုနေမှာရှိရကနေစနေရနေ့အထိ 9ရက်တာကာလအတွင်းမှာစုစုပေါင်းမိုးရီချင်း၄လက်မကနေ9လက်မအထက်ချီရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါရှင်၄လက်မ9လက်မဆိုတာမနေဘူးเนาะတော်တော်များတဲ့ပမာဏပဲဒါဆိုရင်မြင်းနှင်းပိုင်းဒီမှာရေကြီးနိုင်ကြီးကိုတတိထားရမှာပေါ့ဟုတ်ပါတယ်အထူးတတိပြုရမယ့်အချက်ပါရှင်။ကောင်းပါပြီ။ဒီရက်ပိုင်းမိုးရီရဲ့အဓိကအကြောင်းရင်းကခမင်းကြီးအထင်းကျန်ဆိုတာရှင်းသွားပြီပေါ့နော်။ဟုတ်ကဲ့။ နောက်ထပ်ဆောက်ကြည့်ရမယ့်မိုးလေဝသစနစ်ကရောရှိသေးလားဟိုတိုင်ဖွန်ဖန်ဝေါင်ဆိုတာလည်းကြားမိတယ်သူ့ကြောင့်ရောမိုးထက်လာဦးမှာလားဖန်ဝေါင်အေးသူကဟူဖလစ်ပိုင်မောက်ပိုင်းကိုဖြတ်ကျော်ဟူခတ်မှန်းထားတယ်နော်အားကတော့ပြင်းနိုင်တယ်လို့ဆိုတယ်ဟုတ်ပါတယ်ဒါပေမဲ့စိတ်သက်သာရရစရာကတော့လေနောက်ဆုံးခမန်းချက်တည်းရသူကဖိလစ်ပိုင်ကိုဖြတ်ပြီးတောင်းရုပ်ပင်လေတဲ့ခဏဝင်လာပြီးသားနဲ့မြန်မာနိုင်ငံဘက်ကိုလုံးဝမလာတော့ပေအရှိတ်ဘက်ကိုပြန်ကွေထွက်သွားမယ်လို့အတည်ပြုထားပြီးဖြစ်ပါတယ်ရှင်အာ လမ်းကြောင်းပြောင်းသွားတာပေါ့ဒါဆိုရင်တော့တော်သေးတာပေါ့သူ့ရဲ့အကျဉ်းကြံဒီကြောင့်ခါမင်းကြီးလိုမျိုးနောက်ထပ်မိုးတွေဝင်လာနိုင်ခြင်းမရှိတော့ဘူးလို့ပြောလို့ရလားလုံးဝမရှိတော့ဘူးလို့ပြောလို့ရပါတယ်ရှင်အရှိဘက်ကလာမင်းနောက်ထပ်မွန်တိုင်းအကျဉ်းကြံအန္တရာယ်တော့လောလောဆယ်မရှိပါဘူးကွန်ပါပြီဒါဆို အနောက်ဘက်ကပြင်းကလာပင်လယ်ော်အခြေအနေကတော့ဘယ်လိုရှိလဲအဲ့ဒီဘက်ကနေမိုးဖြစ်စေနိုင်တဲ့ယာတွေရှိနိုင်သေးလားအဲ့ဒီဘက်ကိုလည်းကြည့်ထားပါတယ်ရှင် နိုဝင်ဘာ9ရက်10ရက်လောက်မှာပြင်ကလာပင်လယ်အော်တောင်ပိုင်းအိန္ဒိယနိုင်ငံတောင်ပစိုးနားလီမှာပေါ့အပေါ်ပိုင်းလေထုထက်မှာလေပွေလိုင်းအပတ် air cyclonic circulation တခု ဖြစ်လာနိုင်ကြတော့ရှိပါတယ်။อืมဖြစ်နိုင်ကြရှိတယ်ဆိုပေမဲ့ ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီအချိန်လောက်မှာမြောက်ဘက်ကနေတိုးဝင်လာလိုက်တဲ့လေအေးစီးကြောင်းကအားကောင်းနေနိုင်တယ်။နောက်ပြီးအဲ့ဒီနေရာကပင်လယ်ရေမျက်နှာဖြင့်အပူချိန် sea surface temperature SSD ရလဲကျဆင်းနေနိုင်တယ်ရှင်။ဆိုတော့ပင်လယ်ရေမျက်နှာဖြင့်အပူချိန်နေတာရေမြောက်လေအေးလေးတိုက်နေတာရေကြောင့်အဲ့ဒီဖြစ်လာနိုင်တဲ့လေပွေလိုင်းကအားကောင်းလာဖို့အလွန်ခက်ခဲသွားနိုင်ပါတယ်ရှင်။အော်အားမကောင်းနိုင်ဘူးဆိုတဲ့သဘောပေါ့။ ဖပပါဒါကြောင့်အဲ့ဒီစနစ်ကမြို့ရနိုင်ငံကိုတိတိတတာတယောက်ဟွန်ပေးနိုင်မှာမဟုတ်ဘူးလို့ခံမရပါတယ်တကယ်လို့အဲ့ဒီမျိုးလေးအေရီအားကောင်းလာတာကလက်ရှိဝယ်နေတဲ့ကောင်မကြီးအကျွမ်းအကျန်တွေကိုအားပြော့စေပြီးမိုးရေကိုတဖြည်းဖြည်းရပ်တန့်တော့အောင်ကူညီပေးနိုင်ပါတယ်ရှင်ဒါဆိုရင်တော့ရှင်းတော့ပါပြီအဓိကကတော့ကောင်မကြီးအကျွမ်းအကျန်ပဲတခြားစိုးရင်စရာစနစ်တွေလောလောဆယ်မရှိဘူးအဲ့ဒီတော့ဒီမိုးတွေဘယ်လောက်ထိဆက်ရှိနေအောင်မလဲ လမ်းမရပိုင်းနဲ့ပည့်ရတဲ့အတွက်ခမှန်ချက်လေးတိပါစေခင်ဗျာ။နောက်ဆက်ရက်အတွင်းအထူးသဖြင့်နိုဝင်ဘာ၁၀ရက်နေ့လောက်အထိပေါ့ခနာကပြောခဲ့တဲ့ကာမေဂျီအကျွင်းအင်ဂျင်နီရဲ့တန်ရုံမှုကြောင့်တောင်ပိုင်းနဲ့အလဲပိုင်းဒီသားတွေနေပြည်တော်ရန်ကုန်ပဲခူအီယာဝတီတနင်္သာရီကယားကရင်မွန်ဆတဲ့နေရာတွေမှာနေရာဆက်ဆက်ကနေနေရာအနက်အပြားမိုးဆက်လက်ထချုံရွာနိုင်တဲ့လို့ခမန်းထားပါတယ်ရှင်။စနေတနင်္ဂနွေပြည့်ရတီမှာတော့အခြေအနေဘယ်လိုရှိနိုင်မလဲ လာမယ့်စနေတနင်္ဂနွေနိုဝင်ဘာ90မှာဆိုရင်နေပြည်တော်နဲ့ရန်ကုန်တိုင်းတို့မှာနေရာစစ်စစ်မှုတချုံရွာနိုင်တဲ့။မန္တလေးတိုင်းမှာတော့နေရာကျဲကျဲလောက်ပဲရွာနိုင်ပါတယ်။ဆိုတော့ပြည်ရင်မှာအပြင်သွားမယ်ဆိုရင်တော့ထီမိုးကဆရာတွေစောက်တော့ဖို့လူအနေအုံမှာပါရှင်။ဒါဆိုမိုးကဘရော်လောက်မှာယော့သွားနိုင်မလဲခင်ဗျာ။နိုဝင်ဘာ၁၀ရက်နေ့နောက်ပိုင်းမှာတော့မြောက်လေအေဒီပူပြီးအကောင်လာတဲ့အများကာမေကြီးအကျွန်းကျန်ကြီးရဲ့အရှင်ကရော့သွားပြီးမိုးတဖြည်းဖြည်းတိတိတတ်တတ်ရော့ပွားတော့ဖို့မျှော်လင့်ရပါတယ်ရှင်။ကောင်းပါပြီ။ ဒီနေ့ဆွေးနွေးခဲ့တာတွေကတော်တော်လေးရှင်းလင်းသွားပြီလို့ထင်ပါတယ်။အနည်းချုပ်ပြန်ကြည့်ရရင်လက်ရှိမြန်မာနိုင်ငံတောင်ပိုင်းနဲ့အလယ်ပိုင်းမှာရွာနေတဲ့ရာသီမဟုတ်မိုးရီရဲ့အဓိကအကြောင်းရင်းကဟိုဗီယက်နမ်ကိုဝင်ခဲ့တဲ့တိုင်ဖွန်းမွန်တန်းကာမေကြီးရဲ့အကြွေကြံတွေထိုင်းနိုင်ငံဘက်ကနေဝင်ရောက်လာလို့ဖြစ်တယ်။ဟုတ်ပါတယ်ရှင်။အဲ့ဒီတိုင်းပါပဲ။ဒီအကြွေကြံတွေကြောင့်နိုဝင်ဘာ10ရက်နေ့လောက်အထိအထူးသဖြင့်တောင်ပိုင်းဒေသတွေမှာမိုးများနိုင်တယ်။နေရာကွက်မိုးကြီးနိုင်ရရှိတယ်။ပင်လယ်ပင်လက်ကျန်းတာနိုင်တယ်။ ကန်ကောင်းလာကတိုင်ဖွန်းဖန်ဖိုးရဲ့အန္တရာယ်မရှိတော့ဘူးဘင်္ဂလားပင်လယ်ဘက်ကစစ်နစ်ကလာအနေနဲ့ဒါကြောင့်နိုဝင်ဘာ10ရက်နောက်ပိုင်းမှာမိုးတဖြည်းဖြည်းရော့တော့ဘူးမျောလင့်နိုင်နေဘူးမှန်ပါတယ်ရှင်ဒီထစ်စင်တစ်ခုလုံးကနေကျမတို့တတိပြုမိနိုင်တဲ့အရေးကြီးတဲ့အချက်တစ်ခုကတော့လေဒေသတွင်းမိုးလေဝသစနစ်တွေဟာတစ်ခုနဲ့တစ်ခုဘလောင်းနဲ့နဲ့ရှန်ရှန်ချိဆက်နေတယ်လဲဆိုတာပါပဲဟုတ်တယ်နော်အောင်စင်ရွယ်ဗီယက်နမ်မှာတိုက်ပြီးအာပြွန်တွားပြီးလို့ထင်ရတဲ့မုံတိုင်းတစ်ခုရဲ့အကျွင်းရံကြံက ထိုင်းကိုဖြတ်ပြီးကီလိုမီတာထောင်ကြီးဝေးတဲ့မြန်မာနိုင်ငံတည်ရောက်လာပြီးရာသီဥတုကိုတိုက်ရိုက်ပြောင်းလဲစေနိုင်တယ်။တဖက်မှာလည်းဖိလစ်ပိနားကမုန်တိုင်းတစ်ခုရဲ့လမ်းကြောင်းပြောင်းလဲမှုကကျမတို့စီနောက်ထပ်မိုးလာမလာကိုဆုံးဖြတ်ပြသွားပြန်ရော။အကောင်လုံးကချိတ်ဆက်နေတာပဲနော်။ဟိုဘလောက်အရေးကြီးတယ်ဆိုတာကိုဒီဖြစ်စဉ်ကမိမောင်းထိုးပြနေပါတယ်ရှင်။တကယ်မှတ်တာစီရပါပဲ။နောက်ဆုံးအနေနဲ့လေဒီမုန်တိုင်းတည်စီလို့ပြောလို့ရတယ်။ကာမေကြီးအကျွင်းကြံနေရဲ့တည့်ရုံမို့ကိုနေစဉ်းစားစရာလေးတခုထွက်လာပါတယ်။ မုံတိုက်တစ်ခုကဂုံတွင်းဝင်ပြီးအားပြော့သွားလျောတည်င်းနေတရမှာတိတ်မတွေ့ရတော့ဒီတိုင်အောင်သူ့ရဲ့ကြံနေတဲ့အစိုးတက်နဲ့စွန့်ရင်ကြီးကမိုင်ပေါင်းများစွာဝီးတဲ့နေရာအထိရောက်လာပြီးယာဒီဥတို့ကိုတီးတီးတာတာတက်ရောက်နိုင်တယ်ဆိုတဲ့ချက်ပါဟုတ်ကဲ့အလိုမှန်ကန်တဲ့ထောက်ပြချက်ပါပဲရှင်ဒီလိုမျိုးအဝေးကနေရောက်လာတတ်တဲ့တမမောအားပြော့သွားပြီလို့ထင်ရတဲ့မုံတိုက်ရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေကို ိုရင်ခံမမှုကပိုပြီးခက်ခဲနိုင်တယ်လို့ထင်နေဒီလိုတက်ရောက်မှုတွေကိုကျွန်တော်တို့လူဖွဲ့စီတွေအရှုထွေးဂျိုဒင်းပစ်စင်ရဲ့တတိပေးဖွဲ့တဲ့အနေနဲ့ဘလိုမျိုးပိုပြီးထိထိရောက်ရောက်စောင့်ကြည့်တတိပေးနိုင်မလဲဒီလိုမုန်တိုင်းရဲ့တဆဲချေရာတွေကိုပိုပြီးတိတိကျကျချေရခံနိုင်မယ့်ဤပညာတွေစနစ်တီကိုဘလိုပိုကောင်းအောင်တည်ထွင်အသုံးချနိုင်မလဲဆိုတာကတော့ကျွန်တော်အလုံးဆက်ပြီးစဉ်းစားရမယ့်အကြောင်းအရာတစ်ခုဖြစ်ပါတယ်လို့ပြောချရင်ဒီနေ့ဆွေးနွေးမှုကိုအဆုံးသတ်လိုက်ပါစေခင်ဗျာဒီဆွေးနွေးတုံးတက်မှုအစီအစဉ်လေးနဲ့ကြိုးဆိုပါရစေ အဲ့ဒီနေ့ကျွန်တော်ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လာမယ့်ရက်အနည်းငယ်တွင်ပါလေအထူးသဖြင့်နိုဝင်ဘာလ၈ရက်နေ့ကစပြီးတော့မြန်မာနိုင်ငံမှာကြုံတွေ့ရနိုင်တဲ့မိုးလေဝသအခြေအနေအဓိကအားဖြင့်တော့ခံမှန်းထားတဲ့မိုးရွာတွင်းမှုတွေရဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ကျမတို့လက်ထဲမှာခုမိုးလေဝသခမန်းချက်အခြေလက်နှစ်ခုရှိနေတယ်ပေါ့နော်။အဲတစ်ခုကအထူးပြုသုံးသက်ချက်နောက်တစ်ခုကတော့နေစဉ်ထုတ်ကြနေကြခမန်းချက်ပေါ့ဆိုတော့ဒီအချက်လက်တွေဟောထူးသဖြင့်မကြတိခင်က တိုက်ဖုံးမှုတိုင်းခဲမေကြီးရဲ့အခြေအနေနဲ့ပတ်သက်တဲ့အချက်တွေပေါ့အခြေခံပြီးတော့အမြင်ဖလှယ်သွားကြမှာပါဟုတ်ကဲ့အတီးကမေကိုဖာမောကျွန်တော်အမြင်ကွဲလွမ်းနိုင်တဲ့အချက်ကတော့ဒါပါပဲလာမယ့်ရက်တွေမှာအထူးဖြင့်မြန်မာနိုင်ငံတောင်ပိုင်းနဲ့ရှေ့ပိုင်းဒေသတွေမှာခမန်းထားတဲ့မိုးများထဲခန့်ဆိုရွာသွင်းမှုပေါ့လေအဲ့ဒါကအဓိကအားဖြင့်တိုင်ဖုံးမှုတိုင်းကဲမေကြီးရဲ့အကျွင်းကဲနေကြောင့်ဖြစ်ပေါ်လာမှာလားဒါမှမဟုတ်နေတဲ့မိုးလေးဝက်သက်ခမန်းချက်မှာတွေ့ရတယ်လို့ပဲအဲ့ဒီအကျွင်းကဲနေအပါဝင်ပေါ့ ပိုကျေပြန့်ပြီးရှုထွေးတဲ့တခြားမိုးလေဝသဖြစ်စဉ်တွေဥမာဘင်္ဂလားပင်လယ်အောက်ကအဆိုတတ်တို့ဒေသတွင် လေထုမတည်ငြိမ်မှုတွေစူပေါင်းတက်ရောက်မှုကြောင့်လားဆိုတာပါပဲကျွန်တော်ဘက်ကတော့အထူးဖြူသွန်သန်းချက်ကိုအခြေခံပြီးတော့ဒီမိုးတွေရဲ့အဓိကမောင်းနေဟာဟာကယ်မီဂီအကျွင့်ကနေဖြစ်တယ်လို့ရှုမြင်ပါတယ်ပြီးတော့အပြည့်ချင်ပါတယ်ဒီမိုးရွာသွန်းမှုတွေဟာကယ်မီဂီအကျွင့်ကြံတည်းရဲ့ခန်းခန်းလာပါဝင်နေတာမှန်ပေမဲ့လို့ဒါအကြောင်းရင်းအလုံးရဲ့တစ်စိတ်တစ်ပိုင်းလောက်ပဲဖွင့်နိုင်ပြီးတော့နေ့စဉ်ခမန်းချက်မှာဖော်ပြထားတဲ့ ပူမူကျပြတ်နဲ့မိုးလီဝတ်အခြေအနေတွေဒေတာသွင်းအကြောင်းတရားတွေပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာတာလို့သုံးသပ်ချင်ပါတယ်။ဟုတ်ပါပါဘီဒါဆိုကျွန်တော်ရဲ့ယက်တီချက်ကိုအရင်အသေးစိတ်တင်ပြပါစေ။ကျွန်တော်အဓိကအလေးပေးချင်တာကနိုဝင်ဘာလ9ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့တဲ့အထူးပြုမိုးလီဝတ်တုံတက်ချက်ပါ။အဲ့ဒီမှာတိတိကျကျဖော်ပြထားတာကအဲဗီယက်နမ်နိုင်ငံကိုဖျက်ကျော်ဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမှုတိုင်းကယ်မီဂီဟာအားလျော်တော်ပြီးတွေ့အကျဉ်းအကြံတွေပေါ့ကုန်းတွင်းလေပွေလိုင်းအဖြစ်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းကနေတဆင့်မြန်မာနိုင်ငံအရှေ့ပိုင်းတောင်ပိုင်းနဲ့အလယ်ပိုင်းဒေတာတချို့ကိုနိုဝင်ဘာ၈ရက်နေ့နဲ့၁၀ရက်နေ့အတွင်းရွေလျောင်းဝင်ရောက်လာမယ်ဆိုတာပါပဲဒီနေရာမှာအရေးကြီးဆုံးကအဲ့ဒီအကျွင်းအကြံတွေရတိုက်ရိုက်တက်ရောက်မှုကြောင့်ဆိုပြီးတော့ရန်ကုန်အေရဝတီဖဲကူတိုင်းအနောက်ချမ်းမွန်ပြည်နယ်တရင်ထရီတိုင်းဖဲကူတိုင်းရှေ့ချမ်းနဲ့ကရင်ပြည်နယ်တွေမှာနိုဝင်ဘာ၈ရက်ကနေ၁၂ရက်အထိဆိုတော့ကငားရတာကာလာပတ်လုံးမိုးရချင်းလီလက်မကနေငားလက်မအထက်ရွာတွက်နိုင်တယ်လို့ခမန်းထားတာပါ ဟာတော်တော်များတဲ့မိုးရခြင်းပါအဲဒီခံမှန်းချက်ရဲ့ထူးခြားချက်က မိုးရွာဆင်းမဲ့အကြောင်းရင်းကို တိုင်ဖုန်းခဲလမဲဂျီအကျွေးအကျန်များ တိုင်ဖုန်းခဲလမဲဂျီရီမီနန့်စ်လို့အတိအကျအမိတက်ဖော်ပြထားခြင်းပဲဖြစ်ပါတယ်ဒီလိုတီးကြတဲ့အကြောင်းရင်းဖော်ပြမှုဟာရေပြွနေစဉ်ခံမှန်းချက်မှာပါဝင်တဲ့အချက်အလက်တွေထက်ပိုပြီးအာယုံစိုက်တဲ့အဓိကတတိပိချက်လို့ကျွန်တော်ယူဆပါတယ်ဘာကြောင့်လဲဆိုတော့ ဒါဟာတိချဖြစ်စဉ်တစ်ခုရဲ့အဓိကတက်ရောက်မှုကို ထောက်ပြနေလိုပါပဲဟုတ်ကဲ့ခမားအလေးပေးတဲ့အထုပြုထုံးသက်ချက်ရဲ့တိချမှုကိုကျွန်မနားလည်ပါတယ်အဲဒါပေမဲ့တစ်ဖက်မှာလည်းနေ့စဉ်မူလေဝတာခမန်းချက်အဲနိုဝင်ဘာ၈ရက်နေ့အတွက်ထုပြန်ချက်ကိုလေလုရှုလို့မရဘူးလို့ထင်တယ် ဟုတ်ပါတယ်အဲ့ဒီမှာလဲထိုင်းနိုင်ငံဘက်ကနေယူလျလာမယ်လီဖီးယားနဲ့ဆိုင်အဲ့ဒါကယ်မီကီအကျွင့်အကြောင်းကိုရည်ညွှန်းတာဖြစ်နေပါတယ်အဲအကြောင်းဖော်ပြထားတာဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒါကိုအဓိကအကြောင်းရဲ့ရည်လိုတက်ရမှုပြောထားပဲဖြစ်နိုင်ခြေရှိတဲ့မိုးလေဝသအခြေအနေတကူဖြစ်ပဲဖော်ပြထားပုံရတယ်အဲ့ဒီနေ့စဉ်ခမန်းချက်ကိုကြည့်လိုက်ရင်လေပိုပြီးကျေဖြတ်တဲ့ပုံရည်ကိုမြင်ရပါလိမ့်မယ် မိုးရွာမဲ့ area ကအထူးခန့်မှန်းချက်ပါတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေအပြင်အဲစကိုင်းတိုင်းအောက်ပိုင်းရခိုင်ပြည်နယ်မန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှေ့ပိုင်းနေပြီးတော့ကြားပြည်နယ်ဆိုတဲ့မြန်မာနိုင်ငံရဲ့ဒေသအတော်များများပါဝင်နေတာတွေ့ရတယ်။ပြည့်ရင်မိုးရွာပုံရွာနီးကလည်းတပြင်းညီမဟုတ်ဘူးလေ။ နေရာကွက်ကြားနေရာကျဲကျဲနေရာစိတ်စိတ်နေရာအနပြဆိုပြီးအမျိုးမျိုးခမှန်းထားတယ်။ဒါပြင်ပင်္ဂလာပင်လျော်မှာတင်အထက်အထင်ကနေတင်ထူထက်နေတယ်ဆိုတဲ့အချက်။အရာဝတီတိုင်းနဲ့တနင်္သာရီတိုင်းဒီမှာမိုးတင်တောင်တွေအားကောင်းဆောင်ဖြစ်ထွန်းနေတယ်ဆိုတဲ့အချက်တွေကိုလည်းထည့်သွင်းဖော်ပြထားတယ်။ဒီမိုးတင်တောင်ဆိုတာကတာမန်တိမ်မျိုးမဟုတ်ပြေဒေတာအလိုက်မိုးအမျောဟိပ်ရွာစင်နေတယ်။တခါလေမိုးချိုးဖြစ်ကြလီပြိုးကြိုက်တာတွေပါဖြစ်စင်နေတယ်ကြီးမားတဲ့တင်တိုက်ကြီးတွေပေါ့။ ဒီအချက်ဒီအားလုံးကိုစုပေါင်းကြည့်လိုက်ရင်အထူးသဖြင့်နေပြည်တော်ရန်ကုန်ဖေကူအရာဝတီကဲ့ရလို့ဒေသတွေမှာမိုးရွာဖို့ရာနှုန်းဖြစ်ရှိနေတယ်လို့ခန့်မှန်းထားတာဟာအဝင်လာမဲ့မုံတိုင်းအကျွဲ့အကြံတစ်ခုတည်းကြောင့်လို့ကောက်ချဆွေးဖို့ခတ်ထည်စေပါတယ်။တအားပိုကျဲ့ပြန့်တဲ့လီထုမတင်ရင်မူတွေရှိနေပြီးသားအဆိုတတ်တင်တဲ့တခြားဒေသတွေမိုးတွေဝသစနစ်တွေရှုပ်ထွေးတဲ့အပြန်လန်တက်ရောက်မှုတွေကိုထင်အပ်ပြနေတယ်လို့ကျွန်မယုံကြည်လေ။ရာတီအကူပြောင်းခါလာမှာဒီလိုရှုပ်ထွေးတဲ့မိုးလေးဝသအခြေအနေတွေဖြစ်တတ်တာတဘာဝကြပါတယ်လေ။ကောင်းပါပြီ။ဒါဆိုရင် မိုးကြီးမှုရဲ့အဓိကအကြောင်းရင်းဆိုတဲ့အချက်ကိုပြန်ပြီးဆွေးနွေးကြည့်အောင်ခမားပြောသလိုနေစဉ်ခမန်းချက်ကကျင်းပတဲ့ area နဲ့အကြောင်းရင်းပေါင်းစုံကိုထောက်ပြနေရမှန်ပါတယ်။ဒါပေမဲ့အထူးပြုခမန်းချက်ကအဓိကအယုံစိုက်ထားတာကပြင်းအားပါ။တောင်ပိုင်းနဲ့ခြေပိုင်းကျေးသားတွေမှာငားရတာကာလာတွင် လေးလက်မကနေငားလက်မအချက်မိုးရသွမှုဆိုတာဟာတာမန်မိုးရမှုမဟုတ်ပဲ။အဲရေကြီးမြက်မှုလွန်နေတာဖြစ်လာနိုင်တဲ့ပမာဏပါ။အဲ့ဒီလိုပြင်နိုင်တဲ့မိုးရသွမှုကိုဖြစ်စေနိုင်တဲ့အဓိကမောင်းနှင်အားဖြင့်ကေမီကီအကျဉ်းအကျဉ်းတွေကိုတိတိကျကျဖော်ပြထားတယ် ဒီလောက်တိကျတဲ့အကြောင်းရင်းဖော်ပြမှုနဲ့တတိပိချက်ခါရေပြေစာမဲ့နေစဉ်ခမ်းမှန်းချက်တွေကချက်လက်တွေပို့ပြီးအလေးထားတဲ့တဲ့တင်မို့လားအထူးသဖြင့်အဓိကအနေနဲ့ရှိနေတဲ့တရားမှုကိုဖော်ပြတဲ့အခါမှာပေါ့တကြောင်းနေရာတွေကမိုးတွေကဒီလောက်ပြင်းအားရှိခြင်းမှရှိမှာလေဟင်းခမည်းရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကဖြစ်နိုင်ခြင်းရှိပါတယ်အထူးတတိပိချက်တွေဟာအဆိုးဆုံးဖြစ်နိုင်ခြင်းကိုအာရုံစိုက်တာမှန်ပါတယ်ဒါပေမဲ့နေစဉ်ခမ်းမှန်းချက်ကိုလောဝပြစ်ပယ်လို့မရဘူးလို့ကျွန်မထပ်ပြောချင်တယ် အဲ့ဒီမှာလဲတနင်္သာရီကရင်မွန်းတို့မှာနေရာကွက်ရွေမိုးကြီးနိုင်တယ်လို့ခန့်မှန်းထားတာပဲဆိုတော့မိုးကြီးနိုင်ခြေကိုနေ့စဉ်ခန့်မှန်းချက်ကလည်းအတိမပြုထားပါဗျ။ဒါပေမဲ့အကြောင်းရင်းကိုကေမီကီလို့တအပ်မြပြောထားဘူးပြီးတော့အေယာဝတီတနင်္သာရီတို့မှာအားကောင်းလီရောမိုးတိမ်တောင်တွေအကြောင်းပြန်ကြည့်အောင်အဲ့ဒါတွေကကေမီကီအကျွန်းအကျန်တွေကြောင့်ဖြစ်လာတာလားဒါမှမဟုတ်ဘင်္ဂလားပင်လယ်အော်ကအစိုးထံနဲ့ဒေတာရင်းလေထုမတည်ငြိမ်မှုတွေကြောင့်သူ့အလိုလိုဖြစ်ပေါ်နေတာလား ကျွန်မဆိုလိုချင်တာကပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ဒါမှမဟုတ်တခြားအရင်းငယ်တွေကလာတဲ့လေထုမတည်ငြိမ်မှုတွေကလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေနိုင်တယ်ဆိုတာပါကျမအမြင်အရတော့ဒီကေမီကြီးအကျွမ်းအကျန်တွေဟာမူလကတည်းကရှိနေနိုင်တဲ့မတည်ငြိမ်တဲ့အခြေအနေကိုပိုပြီးဆွေပြေးလိုက်တာအဖြစ်ပေးလိုက်တာမျိုးဖြစ်နိုင်တယ်ဒါကမဲ့တခုတည်းသောအဓိကမောင်းနေအားလို့တပြို့ဖို့ကတော့အဲမိုးလေဝသဖြစ်စင်နေရဲ့ရှုပ်ထွေးမှုကိုရှုပ်ထွက်ရရုပ်သွားနိုင်တယ်လို့ထင်တယ်။ဟုတ်ကဲ့သူများဆိုလိုတာကိုနားလည်ပါတယ် တခြားအကြောင်းတရားတွေရှိနိုင်တာကိုလက်ခံပါတယ်။ဒါမဲ့ဒီအထူးပြုခံမှန်းချက်ကတိချထုတ်ပြန်ထားတဲ့သတိပေးချက်ဖြစ်နေတဲ့အတွက်သူတို့ကအများပြည်သူသတိထားရမယ့်အဓိကအန္တရာယ်ဟိုပါလေ heavy rainfall event ပေါ့အဲ့ဒါကိုဖြစ်စေမယ့်အဓိကအကြောင်းရင်းကိုမိမောင်းထုတ်ပြခြင်းလို့ဖြစ်မယ်လို့ကျွန်တော်ယူဆတယ်။ဒါက signal versus noise လို့ပဲပေါ့တခြားမိုးတွေက noise နောက်ခံဆုညံတန်ဖြစ်နိုင်ပြီးဒီလင်းကားလက်မှမူကြီးမူက signal အဓိကသတင်းစကားဖြစ်နိုင်တာပေါ့ အရှိတင်စားချက်ကစိတ်ဝင်စားစရာပါဒါပေမဲ့တက်ရောက်မှု area area of effect ကိုပြန်ကြည့်ရအောင် အထူးဖြူခံမှန်ချက်ကတောင်ပိုင်းနဲ့အရှိပိုင်းကိုအဓိကထားတယ်နေ့စဉ်ခံမှန်ချက်ကတော့မြန်မာနိုင်ငံမြောက်ဖျားနားကကချင်ရှမ်းကနေတောင်ပိုင်းဆုံးရန်ကုန်အေရဝတီအထိဒေသအများပြားမှာ မိုးမြုံမြို့ကြကြကြဲကြဲစိတ်စိတ်အနှံ့အပြားရွာမယ်လို့ဆိုထားတယ်တကယ်လို့ မိုးရွာတာကအဓိကအားဖြင့်ထိုင်းနိုင်ငံနဲ့နေဝင်လာတဲ့အကျွမ်းကျန်လမ်းကြောင်းကြောင့်ပဲဆိုရင်မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အလဲပိုင်းကစကိုင်းအထက်ပိုင်းမန္တလေးမကွေးကချင်ချင်းရှမ်းမြောက်အရှေ့တို့မှာခမန်းထားတဲ့မိုးတွေကိုဘယ်လိုရှင်းပြမလဲ အကျွမ်းကျန်လေးရဲ့လမ်းကြောင်းကအရှိတောင်ကနေအနောက်မြောက်ဘက်ကိုရိုင်းတက်တဲ့ဆိုပေမဲ့ဒီလောက်ကျေပြန့်တဲ့ area အထူးသဖြင့်မြောက်ပိုင်းဒေသတွေကိုလွမ်းခြုံဖို့ကအကျွမ်းကျန်တစ်ခုတည်းရဲ့တိုက်ရိုက်တိုက်ရောက်မှုလို့ပြောဖို့ခက်ခဲစေတယ်မဟုတ်လားဒီအချက်ကပဲပူကျေပြန့်တဲ့မိုးလေဝသပုံစံတွေတခြားလွမ်းမှုမှုတွေရှိနေတယ်ဆိုတာကိုပြနေတာမဟုတ်ဘူးလားဟုတ်ကဲ့အဲ့ဒီအချက်ကစင်လာစရာပါကျေပြန့်တဲ့ area မှာမိုးရွာနိုင်တာကိုကျွန်တော်သဘောတူပါတယ် ဒါပေမဲ့ကျွန်တော်ထပ်ပြီးအလေးပေးချင်တာကအတ ିକ တက်ရောက်မှုပါလူဦးရေအများဆုံးနေထောင်ပြီးစီးပွားရေးအချက်ချကြတဲ့ရန်ကုန်အေယော်ဒီပေကူးမွန်ကရင်တနင်္သာရီလိုဒေသတွေမှာငားရတာမူကြီးနိုင်ခြေကို အထူးပြုခံမှန်းချက်မှာကံမေကြီးအချွင်းကြာနေတဲ့ရှင်းရှင်းလင်းလင်းချိတ်ဆက်ဖော်ပြထားတာကိုအ ିକ ထားစဉ်းစားသင့်တယ်လို့ထင်ပါတယ်အချားမြောက်ပိုင်းနဲ့လေပိုင်းဒေသတွေကမိုးတွေက ဒီကမေဂီစနစ်တွေပြင်ပလဲပမှု outer circulation ကြောင့်ဖြစ်ပေါ်တဲ့အားနည်းတဲ့လွန်မှုမှုဖြစ်နိုင်တယ်လို့ဒါမှမဟုတ်တဲ့ကျွင်းချန်နေတဲ့တိုက်ရိုက်မတက်ဆိုင်တဲ့တီးခြား data တွေမိုလီဝတ်တာဖြစ်စင်တဲ့ဥပမာ တောင်တန်းတွေကြောင့်ဖြစ်တဲ့မိုးမျိုးတွေလည်းဖြစ်နိုင်ပါတယ်အထူးပြုခံမှန်းချက်ကအန်ဒီယာရှိဆုံးအပြင်းထန်ဆုံးမိုးရွာသွန်းမှုကိုဖြစ်စေမဲ့အဓိကမောင်းနှင်အားကိုပဲအာယုံဆိုင်ထားတာဖြစ်နိုင်ပါတယ် တခြားနေရာတွေကမိုးတွေကအရင်မကြည့်ဘူးလို့ဆိုလိုတာမဟုတ်ပင်မဲ့ဥတီတွေဆိုတာကိုနားလည်နိုင်ပါတယ်။ဒါဆိုရင်တခြားမိုးလေဟုတ်တာစနစ်တည်းရဲ့ဖြစ်နိုင်ခြေအခမ်းကဏ္ဍကိုဆက်ကြည့်ကြအောင်အထူးဖြူခတ်မှန်းချက်မှာ non lave typhoon fang wong fang wong ရဲ့အလားအလား November 10နောက်ပိုင်းမှာနဲ့ဘင်္ဂလားပင်လယ်အော်မှာမုန်တိုင်းကြီးထွက်ပေါ်နိုင်ခြေကိုလည်းတုံတက်ထားပြီးတော့လက်လက်လော်ရက်ပိုင်းအတွင်းမှာတော့အဒီစနစ်တည်းရဲ့တရော့မှုကမရှိနိုင်သေးဘူး Andrea နေတယ်လို့ဖော်ပြထားတာမှန်ပါတယ်။ ဒီချက်ကိုကြည့်ရင်တခြားအတိတ်ကလွဲမုန်းနိုင်မဲ့စနစ်တွေမရှိသေးတဲ့အတွေ့ကဲမဂျီအကျွင်းအကြံနေတာလက်လက်လို့အတိတ်ကအကြောင်းရင်းဖြစ်တယ်လို့ကောက်ချက်ဆွဲခြင်းစီအဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဟုတ်ပါတယ်အဲ့ဒီအချက်ကကျွန်တော်ရည်ဒီချက်ကိုအားဖြည့်ပေးတယ်လို့ထင်ပါတယ်တခြားဖြစ်နိုင်ခြေရှိတဲ့အတိတ်ကလွှမ်းမိုးမှုတွေကိုစဉ်းလာပြီးလက်လက်လို့မှာပယ်ချတာပုံရတဲ့အတွက်လက်ရှိကြုံတွေ့ရမယ့်မိုးတွေအတွက်ကဲမေဂီအကျွင်းအကြံကြီးရဲ့အခန်းကားတာကပို့ပြီးအရေးပါနေတယ်အဓိကကြာနေတယ်လို့ဆိုလိုတာမဟုတ်ဘူးလားအဲ့လိုတမ်းမီကောက်ချက်မချားခင်မှလည်း နိုင်စင်ခမှန်းချက် နိုဗင်ဘာ၈ရက်အတွက်ထုတ်ပြန်ခဲ့တဲ့ချိန်ရဲ့အထွန်းပြူခမှန်းချက်ကအကျွမ်းအကြံဒီမြန်မာနိုင်ငံကိုဝင်ရောက်မဲ့အချင်းကိုပြန်ကြည့်ဖို့လိုမယ်ထင်တယ်။နိုင်စင်ခမှန်းချက်ကနိုဗင်ဘာ၈ရက်နေ့တရက်စာအတွက်အထူပြူခမှန်းချက်ကအကျွမ်းအကြံဒီမြန်မာနိုင်ငံတဲကိုနိုဗင်ဘာ၈ရက်နေ့မှာစတင်ဝင်ရောက်မယ်လို့ပြောထားတယ်ဆိုလိုတာကနိုဝင်ဘာ၈ရက်နေ့မှာအကျွမ်းကျန်နေရစတင်ဝင်ရောက်ခါစားမယ်ရှိုံမဲ့အပြည့်ဝလွန်မှုမှုမရှိသေးဘူးလို့ယူဆနိုင်တယ်။အဲ့ဒီအချိန်မှာနေ့စဉ်ခန့်မှန်းချက်မှာဖော်ပြထားတဲ့ လက်ရှိဘင်္ဂလားပင်လယ်အော်ကတိမ့်ထူထပ်နေတဲ့အခြေအနေရာဝတီကနေတရီမှာရှေ့နေပြီးဖက်နေတဲ့အကောင်းတဲ့မိုးတိမ်တောင်တွေပြီးတော့ထိုင်းနိုင်ငံပေါ်မှာအရောက်ပြီးရွေ့ကြနေတဲ့လေဖျားနဲ့ဆဲလ်ဒါကကော်မဂီရဲ့အကျဉ်းချက်ပဲပေါ့စတဲ့အချက်တည်းအားလုံးဟာတချင်တည်းမှာအပြန်လန်တက်ရောက်နေတာဖြစ်နိုင်တယ်ပြောရရင်ဝင်ရောက်လူနီးဖြစ်နေတဲ့အကျဉ်းရကြံတင်ကရှေ့နေပြတာမတည်ငြိမ်တဲ့လေထုအခြေအနေကိုပို့ပြီးလှုံ့ဆော်ပေးလိုက်တာမျိုးပေါ့ဒါကြောင့်နိုဝင်ဘာ၈ရက်နေ့ရဲ့မိုးဟာ အကျွင်းရကြံတစ်ခုတည်းဆောင်မဟုတ်ပင်ဒီလိုအပြန်လန်တက်ရောက်မှုတွေရဲ့ရလန့်ဖြစ်စတင်တာဖြစ်နိုင်တယ်လို့ကျွန်မမြင်ပါတယ်နေ့စဉ်ခန့်မှန်းချက်ကဒီလိုရှုပ်ထွေးတဲ့လက်ရှိအခြေအနေကိုပိုပြီးထက်ပြန်နေပုံရတယ်အဲ့ဒီအပြန်လန်တက်ရောက်မှုဆိုတဲ့အယူအဆကိုကျွန်တော်ထပေါ်ထုတ်ပါတယ်မိုးလေဝသတစ်ဆင့်တွေကတီးခြားစီဖြစ်လက်မရှိပါဘူးဒါပေမဲ့အထူးပြုခန့်မှန်းချက်ကအဲ့ဒီတက်ရောက်မှုတွေအားလုံးထဲမှာလာမဲ့ငားညက်တာကာလအတွက်အထူးသဖြင့်ပြင်းထန်တဲ့မိုးရွာဖန်ထွန်းမှုအတွက် ခမီကြီးအကျွင်းအကြံတွေကအဓိကအဆုံးအဖြတ်ပေးမဲ့အခန်းကဏ္ဍမှာရှိနေတယ်လို့ညွှန်းဆိုနေတာလို့ကျွန်းနားလဲပါတယ်။အစာပြိုးမှုမှာအကြောင်းရင်းပေါင်းစုံပါနိုင်ပေမဲ့ဖြစ်စဉ်ကိုဆက်ထင်းထားပြီးပြင်းထန်စေမဲ့အဓိက စွမ်းရင်ကအကျွင်းအကြံတွေစီကလာလာဖြစ်နိုင်ပါတယ်။ဟုတ်ကဲ့ကျမတို့ရဲ့ဆွေးနွေးမှုကအတော်လေးအမြင့်ချင်းဖတ်လည်နိုင်ခဲ့ကြပြီးထင်ပါတယ်။ကြားတဲ့အကြောင်းရင်းပေါ်ပြမှုနဲ့ခံမှန်းထားတဲ့မိုးရေကျင်းပင်းအား လီဒင်းငါးလက်မအထက်ကိုကြည်ပြီးတော့နိုဝင်ဘာ၈ရက်နေ့ကနေစတင်မဲ့မြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေကတိတထင်ရှားတဲ့မိုးရွာသွန်းမှုကာလအတွက်တိုင်ဖုန်းမွန်တန်းကဲမဲ့ခီးရဲ့အကျွင်းအကြံတွေဟာအ धिक မောင်းနေအောင်အ धिक ကြောင်းရင်းဖြစ်တယ်လို့ဆက်ပြီးယုံကြည်ပါလေ။တခြားမိုးလေဝသအကြောင်းတရားတွေကဖြည့်ဆွတ်အခန်းခန္ဓာတွေနဲ့ပါဝင်နိုင်မြဲ့ ဒီအကျွေးအကြံလေးနဲ့ဆက်ဆက်နေတဲ့တိကျတဲ့လမ်းကြောင်းကြာချိန်နဲ့ပြင်းအားကိုအထူးအာရုံစိုက်ပြီးဖြင်းစင်တတိထားဖို့လိုအပ်တယ်လို့မြင်ပါတယ်။ဟုတ်ကဲ့ကျမဘက်ကအချင်းချုပ်ဟိုင်းတော့အလုံးစုံမူလေးဝတ္တအခြေအနေဟာတော်တော်လေးရှုပ်ထွေးပြီးအကြောင်းရင်းပေါင်းစုံပေါင်းဝဲနေတယ်လို့ပဲမြင်ပါတယ်။ကယ်မေဂီအကျွမ်းကျန်နေဝင်ရောက်လာမှုကတန်တရားဖြစ်ဖွယ်မရှိပေါင်းဝဲနေတဲ့အရေးကြီးတဲ့အချက်တစ်ခုပါ။ဒါပေမဲ့တရားဝင်နေစဉ်ခိုင်မှန်ချက်ကပြသနေတဲ့ပိုကျေပြန်းတဲ့မိုးရွာသွန်းမှုဧရိယာဘင်္ဂလားပင်လယ်ဩကအဆိုတတ် ဒေတာတွေမိုးကင်ထောင်ဖြည့်ထုံးမှုလို့လက်ရှိအခြေအနေတွေရဲ့အလွန်မှုမှုတွေကိုထဲတွင်းစဉ်းစားတဲ့အခါအဲလာမယ့်မိုးရွာသွန်းမှုဖြစ်စဉ်တစ်ခုလုံးကိုကယ်မီဂီအကျဉ်းချက်များကြောင့်လို့တစ်ခုတည်းသတ်မှတ်နိုင်ခြင်းအခြေအနေမှန်ကိုပြည့်ပြည့်စုံစုံထရအနိုင်မှာမဟုတ်ဘူးလို့သုံးသပ်ပါတယ်။ဒီအကျဉ်းချက်တွေကရှင်းနေပြတာမတင်ငင်မှုတွေကိုပုံမအားကောင်းစေတဲ့အဓိကအချက်တွေလည်းတစ်ခုခင့်နိုင်ပေမဲ့ တခုတည်းတော့အကြောင်းရင်းတော့မဟုတ်နိုင်ဘူးလို့ယူဆပါတယ်။ Okay. ဒါဆိုရင်တော့ကျွန်တော်တို့ကြားကအဓိကသဘောထားကွဲလွဲမှုကဒီကဲမီဂီအကျွင်းကြံတဲ့ရဲ့အခန်းခဏဟာလာမဲမိုးတွေတဲ့အဓိကမောင်းနေဟာလားဒါမှမဟုတ်ပါဝင်တဲ့ရည်ကြီးကြောင်းရင်းတွေတဲ့တခုလားဆိုတဲ့အလေးပေးမှုအတိုင်းတအပေါ်မှာဆက်ရှိနေပုံပါပဲ။ မှန်ပါတယ်။ဒါပေမဲ့ကျမတို့သဘောတူညီနိုင်တဲ့အချက်တွေလည်းရှိနေရတယ်။အဲ့ဒါကတော့လာမယ့်ရက်တွေမှာအချို့ဒေသတွေအထူးသဖြင့်တောင်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာတိတာထင်ရှားတဲ့မိုးရွာသွန်းမှုဖြစ်နိုင်ခြင်းမြင့်မားနေတယ်ဆိုတဲ့အချက်ရယ်။ဒီဖြစ်စဉ်မှာကံမကြီးအကျွင်းကျန်တွေကအနည်းဆုံးတော့တစ်စိတ်တစ်ပိုင်းအရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတယ်ဆိုတဲ့အချက်ပါပဲ။ဘလောက်အတိုက်အတာအထိအဓိကကြလဲဆိုတာကတော့မြင်းပွားလျက်ပေါ့လေ။ဟုတ်ပါတယ်။ဒီလေးဆွေးနွေးမှုကနေထင်ရှားလာတဲ့အချက်တစ်ခုကတော့ မိုးလီဝတခမိုင်းချက်တွေကိုနားလေတုံးတက်တဲ့အခါမှာ အထူးပြုတတိပေးချက်တွေရဲ့တိကျမှုနဲ့နေ့စဉ်ခမိုင်းချက်တွေရဲ့ကျေပြန့်တဲ့ပုံရိပ်ကိုဘလို့ဟန်းချက်ညီညီကြည့်ရမလဲဆိုလဲစင်ခုံမှုပါပဲတိုင်ဖုန်းမုန်တိုင်းအကျွင်းကြံနေလို့အတိုင်းအတာကြီးမာတဲ့စနစ်တွေနဲ့ဒေတာတွင်းမိုးလီဝတပုံစံတွေကြားကချုပ်ထွေးတဲ့အပြန်လန်းတက်ရောက်မှုကိုနားလည်ဖို့ကြိုးစားခြင်းဟာတိကျတဲ့ခမိုင်းချက်တွေရောပြင်ဆင်မှုတွေတော့ပါအင်တန်အေးကြီးပါတယ်ဟုတ်ကဲ့နောက်ဆုံးမှာတော့တကယ်ဖြစ်လာမယ့်မိုးရွာထုံမှုပုံစံ တိုင်းထွာရရှိတဲ့မိုးရေချိန်အချက်အလက်တွေကသာဒီခမွန်းကအကျဉ်းချက်နေရဲ့တိကျတဲ့တက်ရောက်မှုအကျိုင်းတာကိုပို့ပြီးရှင်းလင်းစွာသိမြင်စေမှာဖြစ်ပါတယ်။ဒီလိုအမြင်မတူညီမှုတွေကိုဆွေးနွေးရတာကလည်းဖြစ်နိုင်ခြင်းအမျိုးမျိုးကိုဖွင့်ပေးပြီးတော့ပို့ပြီးဖြစ်ဆုံတဲ့အားလည်မှုကိုရရှိစေလေလို့ယုံကြည်ပါတယ်။ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်။